ဒါတော့ခလေးကတော့ဒီရိုက်ထားတာတွေပေါ့ဒိုင်းအတချက်တွေပေါ့နော်ဒိုင်းအတချက်တွေသူခေါင်းသူထိမခံနိုင်ဘူးပြောတယ်အဲသူဘိုက်ကလေးတွေနားတယ်ပေါ့အဲအဲ့လိုတိတ်လဲဟိုပေါ့နှာခေါင်းပိုက်ကျင်းဆိုမေးလို့မကောင်းလေအန်ဒီဝါရောကတော့ဒီသူ့အမေလည်းပြောတာပေါ့ဒီကလေးတွေကိုနောက်မခိုင်းဘူးပေါ့အသက်မပြည့်သေးတဲ့ကလေးကိုခိုင်းရင်မအေးသေးလဲဟိုပေါ့နော်ဟိုတကယ်တမ်းတရားဆွဲမယ်ဆိုမတော်ခံရမှာလို့အန်ဒီဝါတော့အဲ့လိုပြောခဲ့တယ်ဒါပေမဲ့လည်းနောက်တစ်ချက်တည်းဆင်းရဲခြင်းရဲ့ခါဟိုပါပေါ့နောက်ဆက်တွဲတွေပေါ့နော် မေရဆင်းရဲတော့လေလုံးမှုလွယ်ရကလေးတွေကိုအသက်မပြည့်လဲခိုင်းတာပေါ့ဒါမဲ့တီဝါရုတ်ခေယာမှာတော့လေအဲ့လိုအသက်မပြည့်သေးတဲ့ကလေးခိုင်းကိုမခိုင်းဘူးခေယာအတွက်ကိုပေါ့မေအဲ့သူ့ခြံကလေးကျွေးဖို့အန်ဒီဝါကိုလွှဲချတာလွှဲချတဲ့ခါကျတော့အန်ဒီကချက်ပြုတ်ပြီးတော့သွားကျွေးမယ်ဆိုတော့သူကကျွေးမခံတော့ပတ်စံမဲလွှဲလိုက်တယ်နောက်နောက်လဲသွားပြီးတော့ဟိုသွားဖို့အစီအစဉ်မရှိဘူးနောက်ပြီးတော့အဲ့ခြံနဲ့ကခွေးတွေလည်းအန်ဒီခြံနဲ့ခေါ်သွင်းဖို့အစီအစဉ်ရောမရှိဘူးဘာလို့လဲဆိုတော့ ဟိုကိုကေရမှာလည်းအများကြီးเนาะကိုရောင်မှမနိုင်ဘူးပြောမယ်ဆိုကိုဖင်ကိုရောင်မနဲ့လုံအောင်ဖုံးနေရလေသူများကိုဖုံးဖို့လည်းအစီအစဉ်မရှိဘူးเนาะအဓိကအဖြစ်အန်တီဝါသွားတာဒီခလေးလေးတွေကိုเนาะဒီလိုဖြစ်သွားတဲ့ချိန်မှာဟိုချက်ဖို့ပြုတ်ဖို့စီစဉ်ဖို့ကိုလည်းနိုင်ရကူမယ်ဆိုတဲ့စိတ်နဲ့သွားခဲ့တာ အဓိကကတော့အန်တီဝါအိမ်ည10နိုင်တို့လောက်ရှိတော့အဲဂေယမန်နေဂျာလေးကဖုန်းဆက်တယ်အမေရေးတဲ့မေကြီးဂေယကတော့ပြဿနာတက်ပြီဟဲ့ဘာတက်တာရောဆိုတော့သူ့ခြံမှာလှုပ်တဲ့အလုပ်သမားလေးကိုရိုက်လို့တဲ့အဲ့မှာဂျက်ကွက်ရုံမှာအုံးအုံးနေတော့ဩဆိုပြီးတော့နောက်တော့မေကြီးကိုဖမ်းသွားတယ်တဲ့အဲ့လိုကြားလိုက်တယ်ပေါ့နော်ကြားတော့အန်တီဝါကတော့ဒါအမှန်တိုင်းပြောဒီအမှုသွားအမှုလာတွေမတရားတာတရားတာတွေထက်ကိုခြံမှာနော်ဂေယရှင်တယောက်မရှိဘူးဆိုရင်ဒီနောက်ကကလေးတွေဘယ်သူကျွေးမလဲဘယ်သူစီမံမလဲဆိုတဲ့စိတ်နဲ့ မနေ့9နာရီ45ပဲအန်ဒီဝါသွားခဲ့တယ်။သွားတဲ့ခါကျတော့ဂေဟာကိုသွားခဲ့တာ။သွားခဲ့တာကြတော့လူကိုနှုတ်ရတယ်ပေါ့နော်လူမရှိအောင်နဲ့နှုတ်လိုက်တော့အဲ့ချိန်မှာသူ့မျိုးသားနဲ့အဲ့ဒီကတယောက်ထလာတယ်။ထလာတော့အန်ဒီတို့ဘာကူညီပေးရမလဲတော့ညကတော့အန်ဒီကခမင်းဟင်းနဲ့ချက်ထားတယ်ဆိုရတယ်တဲ့လာမဖို့နဲ့တဲ့ကျွန်တော်တို့ဘာလို့ကျွန်တော်တို့ကျွေးမယ်ဆိုတော့အော်အဲ့ဒါဖြစ်လဲပြီးတာပဲဆိုအန်ဒီကပြန်လာလိုက်တာဒါပဲကြာနာဘာမှထွေထူးထူးမရှိဘူးအဲ့ဒါနဲ့ဒီကလေးလေးဆင်းရုံရောက်တဲ့အချိန်မှာကိုကလာတွေ့လိုက်တယ် လာတွေ့လဲဆိုတာလဲဒီကလေးလေးဒီအသက်မပြည့်သေးတဲ့ကလေးတို့တွေဟိုဘောနော်တရားတာမတရားတိုင်းထိဆက်တာတွေထက်ကိုဒီကလေးလေးကိုကိုကခွေးလေးကြောင်လေးတောင်ကဲတယ်လေတန်နာတဲ့ခါကျတော့ကိုကသွားကြည့်လိုက်တယ်သွားကြည့်ပြီးသူ့အတွက်လိုအပ်တာလေးတွေကိုအလှခံတယ်ဒါတော့ပဲအဲအိတ်စိတ်နေပါဘောနော်ဒီဟိုတခုခုများဖြစ်ခဲ့ရင်ဂေယရှိမရှိတဲ့ချိန်နောက်ကကလေးဘလူကျွေးမဲ့လဲဆိုရဲစိတ်နေပဲကိုသွားကကျန်တော့စိတ်ထဲမှာဘာမှမရှိဘူးဒါကြတော့ဒီအခုဒီအမှုဒီဖြစ်တဲ့ချိန်မှာ အန်ဒီဝါသားတို့ကဘလို့ဘလို့အကျိုးအကြောင်းပါတော့သူတို့နဲ့လှုပ်လိုက်တယ်သူတို့နဲ့ဆက်ဆက်မိပြီးတော့ခလေးကရန်ကုန်စေးရုံကြီးမှာဆိုအန်ဒီကလိုက်လာလိုက်တာလိုက်ပြီးတော့ခလေးကိုအားပေးတာပေါ့နော်ဟုတ်ဒီအန်ဒီတွေ့တာတော့နှစ်ယောက်တော့တွေ့ခဲ့တာပဲဟုတ်ဟုတ်အဒီကလေးကိုပဲခိုင်းတာပေါ့ဟုတ်ရိုက်ခက်တာပေါ့ခုဘာဖြစ်လို့လဲဆိုတော့ရေသုံးမှာဆိုအန်ဒီဝခေရာပဲရှိတယ်လေဟဲ့ကိုက်ဟက်ကလာကန့်တော့အန်ဒီတို့လည်းတိတ်ခါအရန်ကြတယ်အန်ဒီတို့ခေရာတွေဆိုလေဒီအလှူရှင်နဲ့ရက်တီတဲ့အတွက်ကိုပြီးစုမစိုး open အချိန်မရတကဖွင့်တာဘသူကြည့်ကြည့် နော်လာကြည့်လို့ရတယ်အဲနောက်ဘယ်သူအစာလာကျွေးမလဲအန်တီတို့ခွင့်ပေးတယ်ကျွေးလေပိုရောင်တက်သာသေးတယ်ဟုတ်တယ်မလားကျွေးတဲ့လူရှိရင်ချက်ပြုတ်ကျွေးမလားတန်တေကိုမနဲ့မိုးလေးရနဲ့ချက်ပြုတ်ပေးမယ်ဆိုအန်တီတို့အစင်စင်ပဲတကားဖွင့်ပေးလဲကိုတော့မချက်ပြောင်လေချက်တယ်ဆိုတော့အန်တီတို့ကြေရတဲ့အိုးကြီးခွက်ပြဲနဲ့ချက်ကြတာလေကွာဟုတ်တယ်မလားကိုကတော့အဲ့လိုစိတ်နဲ့ကြမ်းတဲ့စိတ်တွေမတရားတဲ့တရားသိမှုကူညီခြင်းနဲ့စိတ်နဲ့သွားတာဒါပေမဲ့တို့တို့ကလက်မခံတဲ့ခါကျတော့အန်တီလည်းမသွားတော့ဘူးဒါပေမဲ့ တော်တော့အတွက်ကိုလှမ်းလှူထားတဲ့ငွေ2သိန်း8000တောင်းတော့အန်တီဝါလွှဲပေးလိုက်ပြီးနောက်နောက်လဲသွားဖို့အန်တီဝါစီစဉ်မရှိပါဘူးလို့အဲသူတို့ပြောတာတော့ခွေးရတော့တရားကြောတဲ့ကျောင်းက90ရုံနေဟိုပါပေါ့ရုံတော့ပါတော့စိတ်လို့ရှိတယ်လို့ပြောအန်တီဝါသေချာလဲဟိုမကြည့်ခဲ့ဘူးပေါ့နော်ဟိုကြည့်အောင်လဲပြောမယ်ဆိုသူများမရှိချိန်မှာကိုကဘလောက်ပဲစိတ်နှလုံးသားဖြူးဖြူးစင်းနေသွားမယ်သူတို့ရဲ့မြင်အမြင်မှာတမျိုးမြင်ပါလေဒါကြောင့်ဓာတ်ပုံလဲမရိုက်ဘူးဘာတစ်ခုမှလဲမလုပ်ခဲ့ဘူးအဲ့ဒါလေးပါပဲ ကိုကအမေနေရာမှာနေတဲ့အတွက်ဩငါသမီးလေးတာဆိုလဲဆိုတော့မြင်နဲ့စမြင်လိုက်အချိန်မှာမြေ့ကြီးကြာဒါအသက်မပြည့်သေးတဲ့ကလေးလေးနော်ဟိုကိုကဟိုတားသမီးတွေမွေးထုတ်ထားတော့ခံစားရတာတော့အမှန်ပဲအဲ့ဒါတော့ဒါတော့သမီးရဲ့လူမျိုးမျိုးပေါ့ဟဲ့ကိုကတော့တယောက်တည်းစိတ်မတူဘူးလေကိုကတော့ရှင်းရှင်းပြောရရင်လူမပြောနဲ့တလိမ့်ဆန်တော်မှပဲအော်ကြီးခဲ့ကြမှန်တာမကြိုက်ဘူး ဒါမဲ့ခွေးကရမှာတော့ခွေးမောင်းရတာတို့ခွေးချင်းချင်းကိုက်ရတာရိုက်ရတာတို့ရှိတယ်ဒါမလဲဘူးဒါအမှန်တိုင်းပြောပြတာဒီကောင်နဲ့ဒီကောင်အနိုင်ကျင့်ကျင့်တဲ့ကောင်အန်ဒီကွာတော့ရိုက်ရတာပဲလေဟုတ်ဒီလိုသူများကိုနိုင်တဲ့စင်းနေမပြောနဲ့အန်ဒီဝန်တန်းနေတော်မှာပဲလေအဲတလိษံလေးတွေနဲ့ ထိခိုက်ပတ်သက်ရင်ဒါနင်းနင်းနာနာပြောကြမ်းတဲ့ချိန်မှာမပြောဘူးဒါတော့အန်တီဝါတော့အခုချိန်မှာတော့အန်တီလှူရှင်เนี่ยသူ့အတွက်ကိုပေါ့နော်ငွေလှူထားတယ်၃သိန်းခွဲပေါ့နော်ထပ်ပြီးတော့လည်းအန်တီ page ကနေအလှခံလို့ရအိတ်ကလေးတွေကိုအန်တီတို့ကတပြားမကြမ်းအန်တီတို့ဒီသွားတဲ့လာတဲ့ကားကားတွေမယူဘူးအန်တီတို့ကူညီမှာပါလှူဒန်းပေးမှာပါဟုတ်အမြင်နည်းနည်းပြောင်းတော့မှမြမြအောင်ပြောင်းသွားတာဘေးကြည့်ဆိုရင်ဂေဟာရှင်နေဂေဟာရှင်နေအဲ့တော့အန်တီတို့ကလည်းရောပြောခံရတာတိတ်ခါကိုအရန်ကြတယ်ဟုတ်တယ်နော်ကိုရီးယားတက်လို့ပြောမယ်ဆိုရင်လေမော်ဘီမှာ ဘယ်ထိဆိုဖြစ်လိုက်ဒေါ်ဝါမိုးရေးသွိုးတော့ဟာကိုကမနေ့ရှင်းပြနေရတယ်အဲ့တော့လေအန်ဒီဝါတို့တွေဘာဖြစ်လဲဆိုတော့ဖြစ်တာဂေဟာရှင်တွေကဒီတိုင်းပါပဲဆိုတဲ့စိတ်နဲ့အန်ဒီတို့ကအထင်သေးခံရတာတမီးတို့လည်းရောက်ဖို့ပါတယ်အန်ဒီကက open ဝင်ကျင်တဲ့လူမေးဘာလို့ကိုကိုငွေနဲ့ကိုကြွေးထားတာမဟုတ်ဘူးကွာအလူရှင်နဲ့ယက်တီထားတဲ့အတွက်ကိုဘီးစုမဆိုးဝင်ထွက်ပိုင်ခွင့်ရှိတယ်ဟုတ်တယ်နော်အကြံပေးပိုင်ခွင့်ရှိတယ်ဝင်ထွက်ပိုင်ခွင့်ရှိတယ် เนาะအဲ့ဒီအင်ဂျီကတော့အများနဲ့ open ဖွင့်ထားတယ်အဓိကကတော့ပေါ့နော်ဒီအသက်မပြည့်သေးတဲ့ကလေးတွေကိုမိဘတွေကလည်းမခိုင်းသင့်ဘူးဥပမာမလွဲစာမရှောင်တာလည်းပြောမယ်ဆိုဂေယရှင်တွေဘက်ကလည်းလူသားချင်းစာနာပဲတန်းနိုင်လို့ကွာဒီကလေးမှာအပြည့်ရှိတယ်ဆိုကိုမခိုင်းရှင်တော့ဆိုမိဘလက်ထဲကိုပြန်အပ်ကြမယ်เนาะကိုကိုတိလက်ရောက်လှုပ်လို့လည်းမရဘူးလှုပ်လည်းမလှုပ်သင့်ဘူးဟုတ်တယ်เนาะခွေးလေးကြောင်လေးတော့ချစ်လို့ခဲထားတာပဲလေ ဟုတ်တယ်မဒီလိုသူများတာသမီကိုနိုင်ထက်စင်းဒီလောက်ရှိုးရထင်တာရိုက်တာတော့ဒါကတော့လူမဆန်တဲ့အလုပ်ပါပဲ။အာလှူဖို့လဲတွန်းသွားတယ်ပေးဖို့လဲတွန်းသွားတယ်ပြောကြတာပြောကြတာအများကြီးနော်။အဲဒီတော့ဂေဟာတွေဆိုတာမနေ့ကိုရုံးကန်ပြီးလှုပ်ရှားပြီးတိဆောက်ထားရတဲ့ဂေဟာတွေလေနော်။လောက်ရတာကြီးလဲမလွယ်သူတို့တော့အပြောကတော့မလွယ်ဘူး။အနီဖြစ်နေကျင်တာဂေဟာတိုင်းကွင်းဆင်းလာ။ဘဲဂေဟာဘလို့ဆိုကွင်းဆင်းလာ။အဲဒီတော့ဂေဟာလဲကွင်းဆင်းခံရတယ်။ဟုတ်တယ်မလား။ရောပြီးတော့တိမ်ကြုံပြီးတော့မပြောချပါနဲ့လို့မေတ္တာရက်ခံတယ်လို့ဟုတ်။ ော်အမြင်ဆောင်သွားတယ်ဆိုတာလူကပြောမယ်ဆိုရင်လို့နော်အဲလိုင်းပေါ်မှာထဲလို့မြေပြင်ကိုတေချာဆင်းကြည့်ပါလို့နော်ဆင်းကြည့်ပြီးမှဝေဖန်ပါလို့အဲ့ဒါလေးပဲပြောချင်ပါတယ်နော်ကိုယ့်ရဲ့လက်ညှိုးတစ်ချောင်းဟာနောက်ကခွေးလေးတွေအများကြီးကိုငတ်မဲ့လို့တော့မလောက်ကြပါနဲ့လို့နော်လူသားပိသားပါလို့ဘယ်နေရာဖြစ်ဖြစ်ပေါ့နော်အဲပြောမယ်ဆိုရင်လေးလာတာအကောင်းဆုံးပါလို့မျက်မြင်လေးလာပါတော့ line ပေါ်ကတော့အဒီကွာလဲအချောင်တက်တာပေါ့နော်အဲ့ဒါလေးပါပဲ